ရှင်မန္တလေးဂီတအနုပညာရေဝမှာကျေစုပါရရှင်ဒီကနေ့တေးတန့်ရှင်မောင်လေးဖလော့ရှန်ကမန္တလေးမှာတေးတချင်းလေးလာရောက်ကြည့်တော့ပါရရှင်အဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဟန်နီယာခုလိုပဲသိဆုံးမြင်တော့မှာဖြစ်ပါလေရှင်မောင်လေးမင်္ဂလာပါရှင်မင်္ဂလာပါမင်းဟုတ်ကဲ့ပါမောင်လေးဒီကနေ့မန္တလေးမှာဗောနော်တေးတချင်းလာရောက်ရည်ကြည့်တာဘယ်လိုဖြစ်လို့လာရောက်ရည်ကြည့်ဖြစ်တာလေးနဲ့ပြောပြမလို့တချင်းလေးကတချင်းလေးတွေကအရှိမှန်တော့လဲကိုပိုင်လေးကိုပိုင်ဆိုတော့ပြန်ဆိုတေးအနေနဲ့ဗောနော်ကာဗာနေနဲ့ပြန်ဝယ်ဆိုထားတဲ့တပုတ်လေးကတော့ ဒီ MDB နဲ့ပါနေတခြားထွက်ပြီးသွားပြီပေါ့နော်ကလေးနှစ်ခါဖြစ်တဲ့အမေဆိုတဲ့ချင်းလေး6လပိုင်းနဲ့မှထွက်ထားပါတယ်အဲအဲ့ဒါပြီးတော့ပိတ်သက်တွေကလည်းဒါကိုယ်အပေးကြတဲ့ပုံမှာလည်းဟိုပိုပြီးစူးစမ်းပြရမယ်ပေါ့နော်ဂီတဆိုတာနည်းနည်းလေးစီးမျောနေမှဆိုတဲ့အခါကျတော့အခုတချင်းလေးနောက်ထပ်ထပ်ပြီးတော့အလှလည်းနေပြီဟိုကထိန်ကာလာနေပြီဆိုတော့ကျွန်တော်တို့ကကထိန်တချင်းရေလိုတော့မဟုတ်ပါဘူးတချင်းအလှတချင်းမှာတားရှင်ပြီးအဲသမီးနာတာအလှတော့ပဲဖြစ်ဖြစ်ပေါ့နော်ဘရိုက်တာနဲ့ပတ်သက်တဲ့စရိတာကျွတဲ့အလှတော့ပဲဖြစ်ဖြစ် ညစာညစာတော့အလူတန်းနေမှာသုံးဆွဲလို့ရတယ်ဒီပေးတက်လာတဲ့ပုံပါဒါဟင်္ဒရာဆရာကိုထွေးလေးရေးဆက်ပေးတယ်ပေါ့နော်ကန်ဆိုင်မပွဲတဲ့နိုင်ငံကျော်အလူဆိုတဲ့ချင်းလေးပေါ့အတိတ်တပေါ့နမိတ်ဆောင်ရမ်းကောင်းပါတဲ့ချင်းလေးရတယ်အဲ့တဲ့ချင်းလေးတပုံနဲ့ပြီးတဲ့ခါကျတော့ဒီဒီဒီဆိုဘဘမျိုးမြင်လေးရေးဆက်ခဲ့တဲ့ဝေးပြီးပေါ့တဲ့ချင်းလေးပေါ့နော်ဒီတဲ့ချင်းလေးကိုဒါမန္တလေးကိုမျိုးအလူပညာဝန်ဆောင်မွေးနဲ့အတူဒေတန်တာ တေးထုတ်လို့ရေးမိသားစုကနေပြီးကမ်းလှမ်းချက်အရာဒီတစ်ချင်းလေးလဲဒီမှာလှုပ်ဖြစ်သွားတာပေါ့နော်ဆိုဖြစ်သွားဆိုတော့အဲဝေးပြီးကွယ်တစ်ချင်းလေးလဲ official ဒါဒီလာထဲမှာနှစ်ပုတ်တူထွက်မှာပါလို့အဲမလို့ဒီမှာကိုမျိုးနဲ့ထိတ်ဆက်ပြီးတော့တစ်ချင်းလေးလာရကူပြတာဖြစ်ပါတယ်အဲ့ဆိုဒီတစ်ချင်းလေးရယူပြီးဝိုင်းကြတော့ဘယ်ကနေပြီးတော့ကြည့်ရှုခန်းစားအောင်လဲရှင်အော်ကြည့်ရှုခန်းစားအောင်လဲဆိုတော့အခုကလည်း ဆိုရှယ်ဖြစ်ဖြစ်လာပြီဆိုတော့လေအရင်မြန်ဆန်တယ်ပေါ့ကောင်းတာလည်းမြန်တယ်မကောင်းတာလည်းမြန်တယ်ပေါ့အဲ့ပုံမှာကျတော့တချင်းကအခုတချင်းလေး official ထွက်တယ်ဆိုရင်ကျွန်တော်အများစုကတော့ဒီအခုက TikTok ပို့ပြီးသုံးပြတယ်ပေါ့နော် TikTok social တခုလို့ဒီဘက်မှာဒီဘက်ခက်မှာပို့ပြီးသုံးလာကြဆိုတော့ TikTok ကနေတော့ပို့တင်ပြပါတယ်ဒါပေမဲ့ ဒီ Facebook ကနေလည်းကျွန်တော်ရဲ့ official account ဖြစ်တဲ့ True Ocean ဆိုတဲ့ account ကနေပဲတင်ပြပါတယ်။ TikTok ကလည်းတင်ပါတယ်။ Facebook မှာလည်းတင်ပါ။နောက် YouTube မှာလည်းကိုယ်ပိုင် channel လေးဖွင့်ပြီးတော့ကိုယ်ပိုင် channel လေးကနေလည်းတင်ပေးဖြစ်နေပါတယ်ခင်ဗျာ။မောင်လေးဟုတ်ဆိုတဲ့တချင်းနေတယ်မှာပေါ့။နောက်ဟုတ်နည်းနည်းအနည်းလေးဆိုပြပါ။ကားတော့မကားခိုင်းတော့ဘူးလေ။ကျွန်တော်ကားတယ်။အဲ့တော့တချင်းလေးနည်းနည်းလေးဆိုပြပါလားနော်။ဟုတ်ပါတချင်းလေးနားထောင်နေ။အခုနှစ်ပုတ်တည်းရတာ။ ဖြစ်ပြီးပေါ့။ဝေးပြီးကြွယ်တခြင်းလေးပဲဒါအကုန်လုံးလက်ချဘူးတဲ့တခြင်းလေးဆိုတော့ဒီတခြင်းလေးအရှိအရှိစင်းလေးပေါ့နော်။တောင်းပြီးအမြဲခက်တဲ့တောင်းပြီးတေကံစရေတနည်းအချီ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  其实白给我的，其实多嘛，厉害 <laughs> <laughs>、嗯。牛啊，厉害。二十几迈。我那衣服帅，但弄得。 ပါဝါတော်တော်ထောင်းလာတာဒီလုံးတော့မပါသေးဘူးပေါ့နော်ဒီလုံးပါသွားရရှင်တော့ပို့ပြီးတော့ပါဆက်ဖြစ်တော့မှာဟာအမိုင်ဆောင်ပေါ့နော်ကိုမျိုးတို့နဲ့မန္တလေးနေပညာဝန်ဆောင်မှုနဲ့အတူဒါဒေသန်သားထုတ်လို့ရေးမိသားစုတွေနဲ့ဒီဝေဘီကတချင်းလေးကတော့ကိုကြီးကိုမျိုးကပြောရဲအာတဲ့ the one star ပေါ့နော်အပူဇော်ရဲ့တိခတ်မှုနဲ့ကျွန်တော်တို့ပံ့ပိုးပြီးတော့တွားမှာပါချင်းရှုနေတဲ့ပြိတ္တတွေရောမောင်လေးနေလဲအမှတ်တရစကားလေးပြောပြပါအောင်ရှင်ဟောအမှတ်တရဆိုရင်တော့ပြောရမယ်ဆိုရင်တော့ဟိုဘာနှလုံးမမိပါနဲ့လို့ပြောရမှာ ဘဝင်လည်းမမြင်နဲ့ဘဝလည်းမမြင်နဲ့ပေါ့နော်ပြီးတော့ထိုင်းနေလို့ဘာမှမဖြစ်ပါဘူးကြိုးစားမှဆင်းပြေတာမကြိုးစားဘဲနဲ့ကြိုးစားမှုရလက်ကိုခံစားခြင်းလို့မရပါဘူးကြိုးစားမှသာကြိုးစားမှုရလက်ကကောင်းသလားဆိုးသလားဆိုတာသိရမှာဆိုတော့ဘဝမှာသိအောင်တော့ကြိုးစားကြည့်ကြပါလို့ပြောချင်ပါတယ်ခင်ဗျာဒါပါအခုအချင်းပြီးပြီးအပြေချပြီးလက်မောင်လေးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်မောင်လေးရဲ့တချင်းလေးတွေလည်းဆက်လက်ဆောင်ရွက်ပြီးအားပေးနေပါမယ်ဟုတ်ကဲ့ပါအကောင်းဆုံးတင်ဆက်သွားမှာဖြစ်ပါတယ် ခဲ့ပါအခုဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။မောင်လေးထူအောင်ရှန်ရဲ့တခြင်းလေးတွေကိုလည်းစောင့်မျှော်အားပေးဖို့ထိတ်ခေါ်လိုက်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်ပြီးကြပါမယ်နော်။